အလုံးကိုပြန်ချုပ်ကျွေးကြည့်လိုက်ရရင်ကျွန်တော်တို့ရဲ့နိုင်ငံရေးခေါင်းဆောင်တွေနဲ့နိုင်ငံရေးသမားတွေတောင်လိုက်ရေးခေါင်းဆောင်တွေဘာလုပ်မှာလဲကိုအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ကွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ရှင်တဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည် စစ်အာဏာရှင်စနစ်ကြာရှုံးရမည်ဘလို့မဒီကဘာစစ်၄ခုထဲကနေဘယ်စနစ်ကိုမှသူသွားလို့မရဘူးအဲ့လိုသွားနိုင်တဲ့အရေးချင်းလည်းမရှိဘူးဗျာဖြစ်နေတာကပြောချင်တာကဗျာအခုဒီရှိတဲ့ PDF တွေအကုန်တိုက်ထုတ်ဒီတိုင်းအကုန်တိုက်ထုတ်ပြီးတော့2025ရေကောက်ပဲလို့သူတို့ပဲအုပ်ချုပ် ပြီးရင်တော့တရုတ်သွားတဲ့ပုံစံသွားမလား community ပုံစံယူဖြစ်နိုင်တယ်ကဘာကြီးနဲ့သွားလို့ရတယ်ဟိုအဲ့လိုလုံနိုင်တဲ့အင်အားလည်းမရှိဘူးလုံလည်းမလုံတတ်ဘူးထင်တယ်အဲ့တော့ဒါဆိုရင်သူတို့နိုင်အောင်မတိုက်နိုင်ရင်ကျွန်တော်တို့ကနိုင်အောင်တိုက်နိုင်မလားဒီမိကုန်းပေါ်လာပြီ သူတို့နိုင်အောင်မတိုက်နိုင်လို့သူတို့နိုင်အောင်မတိုက်နိုင်လို့ဘာသာမှမထွက်ဘူးကဘာကြီးကအချိန်တိုင်းမိသွားမှာဒီနေ့တရုတ်ကွန်မြူနစ်ပါတီကလူသားနဲ့ချီမော်စီတုံးတက်ခဲ့တာဘယ်သူမှစကားထည့်မပြောတော့ဘူးအဲ့ဒါတွေမိသွားပြီတရုတ်နိုင်ငံကိုသူတို့ကပြန်အားကိုးနေရပြီအဲ့ဒါတွေမိသွားမှာအဲ့တော့ပြောချင်တာက သူတို့နိုင်အောင်မတိုက်နိုင်ရင်ကျွန်တော်တို့ကရောသူတို့ကိုနိုင်အောင်တိုက်နိုင်မလားအဲ့တော့နိုင်အောင်မတိုက်နိုင်ပဲတဲ့နှစ်ဖက်လုံးကရေရှည်ဒီဥစ္စာကြီးကိုကစားနေရင်ဘယ်သူ့ဘက်မှအကျိုးမရှိဘူးအဲ့တော့အဲ့ဒါကိုကျွန်တော်တို့လက်နက်ကင်များကရွေးချယ်ရမှာမြန်မာနိုင်ငံမှာ တူဦးဒီသောအစိုးရနဲ့တူဦးဒီသောလက်နက်ကင်ပဲရှိတည်တယ်ပြောချင်တာကတိုင်းပြည်တည်ငြိမ်မှကဘာကြီးမှပြောင်းလဲနေတယ်လို့လိုက်ကိစ္စရတွေကိုကျွန်တော်တို့လိုက်လို့အောင်ပါဦးတရုတ်ပြောသလို50 50သွားမလား capital lesson အစ်စ်ကိုသွားမလားပြီးတော့ကိုယ်နိုင်ငံကိုထုတ်လုပ်ငန်းတွေဝင်အောင်လုပ်မလားအဲ့ဒီမှာကိုယ်နိုင်ငံကတရုတ်နဲ့လည်းပြေးလဲဘရစ်နဲ့လည်းပြေးလဲအာဆီယံနဲ့လည်းပြေးလဲဥရောပနဲ့လည်းပြေးလဲအမေရိကန်နဲ့ပြေးလဲတဲ့စီးပွားရေးစနစ်ကြီးတစ်ခုကိုတည်ဆောက်မလား ကျွန်တော်တို့မှာလှုပ်ဇရာတွေအများကြီးမှအများကြီးဘာဖြစ်လို့ကျွန်တော်တို့ဒီကဘာပေါ်မှာနောက်ကျပြီးကြံခဲ့တာအဲ့ဒီအတွက်လှုပ်ဖို့အတွက်ဒီတစ်ချိန်လုံးဒီစစ်တိုက်နေရရင်ဘယ်လိုမှကျွန်တော်တို့ကအဆင်မပြေဘူးအဲ့တော့ကဘာကြီးမှဖြစ်နေတာ ਨੇ ကျွန်တော်တို့ကအလံဝဲစဲဝေးနေဦးမှာပဲအခြေအနေကပိုဆိုးလာဖို့ပဲရှိတယ်အခြေအနေကပိုပြီးဆင်းရဲသွားဖို့ပဲရှိတယ်အခြေအနေကပိုပြီးဆုတ်ပြတ်သွားဖို့ပဲရှိတယ် ဒါဆိုရင်ကျွန်တော်တို့ဖက်ကနိုင်အောင် တိုက်မလားအဲ့ဒီမေကွန်းဟာကျွန်တော်တို့ဖြေရမယ်အဲ့တော့ရိုးရိုးလေးဖြေရင်တော့နိုင်အောင်တိုက်မှာပဲအဲ့တော့နိုင်အောင်တိုက်ဖို့အတွက်ကျွန်တော်တို့မှာရှိတဲ့လက်နက်ကင်များအားလုံးဒီနိုင်အောင်တိုက်ချင်စိတ်ရှိလားဆိုတဲ့မေကွန်းထပ်ပေါ်လာတယ်မင်းကခင်ပြင်းနေကဘူတာဘောရဲ့အင်တာဗျူးလေးကိုနားထောင်လိုက်ရတယ် အားလုံးနားထောင်ပြီးသားဖြစ်ပါလိမ့်မယ်ထင်တယ်။ AWD နဲ့တင်တဲ့ view ထားတာ။ဘူတာဘောရဲ့ latest interview ။ဒေါနာတောင်တန်းမှာအောင်စရာစစ်ကြောင်းကိုတိုက်နေတဲ့ interview မှာသူပြောရတာအားလုံးကောင်းပါတယ်။အဲ့တော့အဲ့ဒီ interview မှာသူပြောသွားတာကသူတို့ကကရင်လူမျိုးချင်းချင်းတိုက်ဖို့အစီအစဉ်လုံးဝမရှိဘူး။အချိန်တိုင်းအားလုံးသဘောပေါက်ပါတယ် ဲ့တော့ဖွဲ့စည်းပုံတွေဘာတွေလာမပြောနဲ့ဒါဖွဲ့စည်းပုံအကြောင်းပြောနေတာမဟုတ်နိုင်ငံကြီးဆွေးနွေးပဲမဟုတ်ဘူးတိုက်ရမှာမင်းအောင်လိုက်လို့လဲဘာဖွဲ့စည်းပုံမှရှိပဲနိုင်အောင်တိုက်ပြီး तू ကြိုက်တာရေးတာနော်ဘာဖွဲ့စည်းပုံတွေလာမပြောနဲ့စစ်ကိုနိုင်အောင်တိုက်အဲ့တော့ပြောချင်တာကဘုဒ္ဓဘောပြောသွားတာကရှင်းရှင်းလေးတို့ကရင်လူမျိုးချင်းချင်းတိုက်ဖို့အစီအစဉ်မရှိဘူးတဲ့အချိန်တိုင်း စောင့်ကြည့်သလိုနိုင်မှာဘလောက်အချိန်ပေးရမှာလဲ9နှစ်လား10နှစ်လားအနှစ်20လားအနှစ်100လားအဲ့တော့အလုံးကနိုင်ခြင်းစိတ်နဲ့တိုက်ခြင်းစိတ်ရှိဖို့ပဲလိုတယ်။တယောက်ကတိုက်တယ်၊တယောက်ကပေါင်းတယ်ဆိုရင်ဘယ်လိုနိုင်မှာလဲ။တယောက်ကတိုက်တယ်၊တယောက်ကပေါင်းတယ်ဆိုရင်ဘယ်လိုနိုင်မှာလဲ။ ။ဦးရှမ်းပြည်နယ်မှာလည်းစောစောကမိကုန်းတွေမှာတွေ့တယ်။ရှမ်းနေဘာလို့မပါလဲ။မပါခြင်းလို့မပါတာပေါ့။အဲ့တော့ဘယ်စနစ်ကိုသွားမှာလဲ။အေးစနစ်ကိုမရမချင်းသွားမှာလား။ဇွဲရှိသလား။ဇွဲရှိတဲ့လူကဘာမှာစားမှာ။ဇွဲဆိုတာသမိုင်းကြောင်းနဲ့သွားတာ။ မော်စီတုံးကပြက်ပြက်သားသားချန်ကီရှိတ်ကိုတိုက်ထုတ်လိုက်ပြီးပြက်ပြက်သားသားသူကွန်မြူနစ်စနစ်ကိုသွားတယ်သူကွန်မြူနစ်စနစ်ရသူရှင်းထုတ်တဲ့လူတွေအကုန်ရှင်းထုတ်ပြတယ်ပြီးတဲ့အချိန်မှာသူခန်းငယ်ကွေးကွေးသေးတဲ့အချိန်မှာတိတ်ဆောင်ပေလို့ကြောက်ကြည့်ရတော့ပြောင်းပြတယ်အေးကနေသူ့နိုင်ငံကိုထိုးတက်အောင်သူဆွဲတင်သွားတယ်ထိုးနည်းလကောင်းပဲအနောက်နိုင်ငံမှတွေကလည်း capitalism ကိုသွားတာပြက်ပြက်သားသားပဲအာဏာရှင်စနစ်ကိုဖယ်ရှင်အဲ့ဒီအချိန်မှာကွန်မြူနီထောက်ခံတဲ့လူတွေအကုန်လုံးကိုဖမ်းတယ်ထောင်ထဲထည့်တယ် ပြီးတော့ capitalizing ကိုတိဆောက်တယ် AI မှာတို့ကနေ globalization ကြီးတာကြီးကိုတို့တိဆောက်တယ် AI နေမှာတစဉ် corporation ကြီးတွေတိဆောက်ပြီးတော့တို့ကိုကာကွယ်ပေးမယ့်အစိုးရတွေကိုတလဲတလဲတင်ကြတယ်ဒုနည်းလကောင်းမယ်ပူတင်ကတော့ပြတ်တယ်ပူတင်ကတော့ဒီမိုကရေစီဆိုတော့ဘန်းပြပြီးသူတူတူရဲ့အာဏာရှင်စနစ်ဖြစ်အောင်လုပ်ပြီး ဒီသူ့နိုင်ငံမှာရှိတဲ့အလုပ်သမားလူတန်းအားစားလို့သူ့ရဲ့သသွေးသက်သက်တမိတ်အောက်ကနေပဲအကုန်ထိ ंछ ုပ်ထားတယ်နိုင်ငံရေးလာမထီနဲ့ဒါပဲစကန်ဒီနေးဗီးယားနိုင်ငံဖြစ်တဲ့ဆီဒီဖင်လန်နော်ဝေးဒိန်းမတ်လေးနိုင်ငံကတော့ပြည်သူတွေအားလုံးကိုသူကခွဲဝေပေးတယ်သမဝါစနစ်လိုပဲကျမကြီးလည်းကားပေးတယ်ပညာရေးလည်းကားပေးတယ်အကုန်လုံးဖြစ်အောင်နိုင်ငံတော်ကစိုက်ပေးပြီးဒီကတော့ capitalization ဆိုတဲ့ဈေးကွက်စီးပွားရေးစနစ်ကိုလည်းတိဆောက်ထားတဲ့စနစ်တစ်ခုကိုသူတို့ဖန်တီးထားတယ်အောင်မြင်နေတယ်ကမ္ဘာပေါ်မှာ အပျော်ရှင်ဆုံးနိုင်ငံတည်းမှာအီလီနိုင်ငံအထိတ်ဆုံးမှာဖြစ်နေတယ်အဲ့တော့ကျွန်တော်တို့ကဘယ်ကိုယူမှာလဲတရုတ်ကကြတော့ရှင်းတယ်နိုင်ငံတော်ကကော်ပိုရေးရှင်းတွေအကုန်သိမ်းတယ်အနောက်နိုင်ငံဒီမိုကရေစီကသူချင်းအီလိုမတ်ဆိုနေရာကိုတရုတ်အစိုးရကတာဝန်ယူအဲ့ဒီအစိုးရကိုကွန်မြူနစ်ပါတီကထိန်းချုပ်ထားတယ်တနိုင်ငံလုံးမှာဘယ်သူမှထားကြွခွင့်မပေးဘူးဘာစနစ်မှမလာနဲ့နော်ဘာဒီမိုကရေစီမှမလာနဲ့ဘာနိုင်ငံရေးလှုပ်ရှားမှုအကုန်ဖမ်းနေထောင်ချတယ်လက်ပိတ်လက်ယူဖို့ပြည်ပသားပြောတယ် ်ပြီးတော့ဈေးကစီးပွားရေးစနစ်ကိုဖွဲ့ပေးတယ်အိန္ဒိယနေကုန်တယ်ဒီကရလမ်းဘေးမှာရှိတဲ့ဈေးရောင်းတွေလည်းသူမြန်မာနိုင်ငံနဲ့အဆက်အသွယ်လုပ်ပြီးတော့ဆက်ယူနေထောင်ကြီးပွားတာမျိုးပေးကြီးပွားတယ်အဲ့လိုမျိုးနီးနဲ့သူကဆေးရမွေးတွေမျိုးပပျောက်တယ်အဲ့တော့ကျွန်တော်တို့ကမလုပ်ပါလဲစနစ်တိုင်းမှာစိုးကျိုးရှိတယ်နော် ဒီမိုကရေစီမှာလဲကွန်မြူနီယုံကြည်တဲ့လူအကုန်ဖမ်းတာထောင်တဲထဲတာအခုအမေရိကန်နိုင်ငံဆိုအန်တီအမေရိကန်လို့ခေါ်တယ်အမေရိကန်ကိုဆန့်ကျင်တဲ့လူအလုံးကိုဖမ်းနေတယ်ထောင်ချနေတယ်ပြန်ပို့နေတယ်သူ့နိုင်ငံမောင်းထုတ်နေတယ်အဲ့တော့စနစ်တိုင်းမှာစိုးကျိုးရှိတယ်ကောင်းကျိုးရှိတယ်မနေ့ကအမေရိကန်နိုင်ငံကြီးအမေရိကန်အင်ပီရိုကိုအဆာဗီဒိုတမရကလာရောက်လေပတ်တယ်အဆာဗီဒိုဆိုတာအမေရိကန်က ဖမ်းပြီးတော့ပြန်ပို့လိုက်တဲ့ရာစုသားတွေပြန်ပို့လိုက်တဲ့နိုင်ငံရဲ့အကျဉ်းထောင်ကိုပြန်ပို့လိုက်တာအဲဆာဗီရိုနိုင်ငံအကျဉ်းထောင်ကိုပြန်ပို့လိုက်တယ်အဲ့ဒီချိန်မှာအိန္ဒိယသမ္မတကမရိကအင်မြူတော်ကိုလာလဲတယ်အဲ့ဒီချိန်မှာသတင်းတော်တယောက်ကမေးတယ်ငါတို့အထက်တရားရုံးကနော်တရားရုံးချုပ်ကအဲ့ဒီမေရီလန်းပြည်နယ်ကတယောက်ကမှားယွင်းပြီးပို့ထားတယ်အဲ့ဒီအဲ့ဒီလူကိုပြန်ပို့ပါလားလို့အဲဆာဗီရိုသမ္မတကို မေးလိုက်တဲ့အချိန်မှာအဆာဘေးတို့သမရကအမေရိကန်အင်ဗျူတော်ကအမေရိကန်ရဲ့အမေဘောအင်ဘောအခမ်းအနားမှာကမ္ဘာမီဒီယာတွေရှိမှ ပြန်ဖြေွားတဲ့ဇာတ်ကအရန်လှတယ်အကြံပတ်သမားကိုငါတို့ကဘယ်လိုလုပ်ပြီးတော့အမေရိကန်နိုင်ငံကိုပြန်တင်သွင်းလို့ရမလဲတဲ့ဒါတွေကအကြံပတ်သမားတွေပြန်မပို့ပေးနိုင်ဘူးတဲ့အဲ့ဒီချိန်မှာ မေရိကန်တရားရေးဝန်ကြီးကလည်းပြောတယ်သမ္မတဒေါ်နယ်ထရန့်ခန့်တာတဲ့တရားဝန်ကြီးကဒီလူတွေဒီလူတွေကဘယ်တော့ကဘယ်တော့ကဘာရာဇဝမှုတွေရှိတယ်ဒီလူဒီလူရှိတယ်ဒါကြောင့်ငါတို့ဒီ SRV တပ်ပြီးတော့ပို့ပြီးပြီအဲ့တော့နိုင်ငံတကာဥပဒေအရရောတန်ရေးတမန်ရေးရော SRV တို့နိုင်ငံကပြန်မပို့ငါတို့ပြန်လက်ခံလို့မရတော့ဘူးတရားရုံးချုပ်ကပြောတာပြန်ခေါ်ဖို့ပြောတာအဲ့ဒါကိုဟိုကအဲ့ဒီ SRV တို့အချင်းထောင်ကလူကားကိုသမ္မတကပြောတယ်ပြန်မပို့ပြီးတော့ပြီးသွားပြီ အဲ့တော့ဒရင်နောက်တယောက်ကမေးတယ်ကျွန်တော်ထင်တယ် CN ဒရင်နောက်ဖြစ်လိမ့်မယ်သမရထွက်ကဖြည့်ရှင်းလေးပြောတယ်မင်းဘာကြီးလာပြောနေတာလဲဒါကြောင့်မင်းတို့မင်းတို့မီဒီယာကိုဘယ်သူမှဘလူးမကြည့်တာတဲ့အဲ့တော့သူကဒီဧည့်သည်တော်သမရကိုအဲဆာပြီးတော့သမရသူကဒီလူတွေကစစ်ပြီးပြဲတယ်တိလားဒီလူတွေကမကောင်းတဲ့လူတွေငါတို့နိုင်ငံမှာအလားဒီမပိုင်လာမင်းတာအပြက်ပြန်ပြောတာအဲ့တော့ပြောချင်တာက 神的代码，被谁录起的？神的代码，你哪来录起的？神的代码，派谁来没录起的？这罗巴有吗嘞？ စနစ်တိုင်းမှာပိတ်ဆက်မှုရှိတယ်စနစ်တိုင်းမှာအားနေချက်ရှိတယ်စနစ်တိုင်းမှာဖန်ခံရမယ်လူရှိတယ်အဲ့တော့အဖြေရရှင်းရှင်းလေးပဲဘယ်စနစ်ကိုသွားသွားအဲ့စနစ်ကိုစန့်ကျင်တဲ့လူကတော့ထောင်ထဲရောက်မှာပဲဒါမဲ့ ်ကိုယုံကြည်တဲ့စနစ်ကိုအောင်မြင်နေတဲ့အထိပြပြသားသားလုပ်ပြမယ်ဒီနေ့တရုတ်နိုင်ငံအောင်မြင်နေတာဒီမော်စီဒုံးလက်ထက်ဒီကွန်မြူနီတော်လိုင်းရေးမှာပေါ့နော်သူတို့ဗာလဲဘရိန်ဝက်ရှ်လောက်တာလားဗာလားဒီမှာသူတို့ချွေးတဲ့စကန်းတွေပို့ပြီးရဲရဲဆက်ဆက်တန်းနဲ့ချီတဲ့ပြည်သူတွေကိုတတ်ထားတာမိသားစုတွေအမြောက်အများဒုက္ခရောက်တာပညာတတ်တွေအကြီးအကျယ်ဖမ်းထားတာအဲ့ရနေမှာသွားတာပေါ့အဲ့တော့အမေရိကန်စနစ်မှာလဲ အမေရိကန်ကိုဆက်ကျင်တဲ့လူဖမ်းမှာပဲအခုဒီနေ့ကိုလက်ရှိကိုဖမ်းပြနေပြီသူရဲ့ပြတ်သားတဲ့ policy ကအမေရိကန်ရဲ့နိုင်ငံခြားရေး policy ကိုလာပြီးမပြောနဲ့အမေရိကန်နိုင်ငံကိုဆက်ကျင်တဲ့လူတွေအမေရိကန်နိုင်ငံမလာနဲ့ရှိနေတဲ့လူတွေအားလုံးကိုလည်းဖမ်းပါဒါပဲအဲ့တော့စနစ်တိုင်းမှာသူယုံကြည်ရသူသွားတာဒါကြောင့်ဒီစနစ်ကြီးအပြောင်းလဲဖြစ်နေပြီကဘာကြီးက ဲ့တော့စနစ်ကြီးကပြောင်းလဲဖြစ်နေပြီဒီ empire တွေအားလုံးတယောက်တယောက်လက်လွဲတော့မှာအလိုလိုဖြစ်လာတာမဟုတ်ဘူးရှုံးတဲ့လူကပဲလွှဲပေးလိုက်ရတာလေဘသူမှကိုယ့်ရဲ့ empire ကြီးကိုအကြဆိုးကံမဟုတ်ဘူးမနိုင်လို့ရှုံးပေးလိုက်ရတာအင်္ဂလိပ်ကသူကထိတ်ကပြေးနေတယ်အင်္ဂလိပ် empire ကြီးသူပဲအကြခံနိုင်မယ်ဒါပေမဲ့ကျသွားတာပဲအမေရိကန်လွှဲယူတယ်အခု American empire ကနေပြီးတော့တရုတ် empire ကတော့လွှဲဖို့တော့မဖြစ်နိုင်သေးဘူးဒါပေမဲ့လိုက်နေပြီ သူတို့ကသူတို့စနစ်ကိုသူတို့အောင်မြင်အောင်လုပ်ပြနိုင်တယ်အဲ့ဒီတဲမှာမှာအရေးကြီးတာကအလုပ်ရှင်နဲ့အလုပ်သမားပြဿနာပဲရုပ်ရည်ချင်းမှုဒေါ်လာရေးအဲ့တော့တရုတ်နိုင်ငံမှာလူကြီးသန်းတစ်ထောင်ရှိတယ်ဒါတော့သူတို့ကလေးမျိုးဖွားတာကိုဟိုတိန်တယောက်တော့ကတ်တယ်လို့မကတ်တယ်အခုဆိုဘယ်နဲ့ဘယ်နဲ့ထောင်အောင်ဖြစ်နေမှာမသိဘူးအဲ့တော့ဒါပေမဲ့သူတို့ဒီမှာ ဲ့ဒီတရုတ်ရေချိမှုဒေါ်လာရေးကြောင့်တန်း20တန်း30တန်း40မေးသွားပြီသူတို့ပြီးသွားပြီကြံခဲ့ပြီအခုလက်ရှိလူတွေကဆက်ပြီးခန်းစားကြပြီအခုဆိုရင် BNN လည်းတက်လာပြီ BNN လည်းတရုတ်တရုတ်ရဲ့ model ပေါ့တရုတ် style ကိုတဝက်ထင်းနေတဝက်ဖွင့်နေအဲ့နှစ်ခုနဲ့သွားနေပြီ မေးချင်တာကမင်းအွန်လိုင်းတော့ဘာမလုပ်ပါလဲသူတို့ဆက်အုပ်ချုပ်ချင်သူတို့မှာတော့ဘာမှအကူအညီညံမရှိဘူးသူတို့ဒီပြက်မယ်ခတ်မယ်တတ်မယ်ပြီးရွေးကောက်ပွဲလုပ်မယ်သူတို့ထားမယ်ဒါအဲ့ဒီအဲ့ဒီကြက်ခွင့်ပို့တဲ့ပါတီရလူတွေတယောက်မှညံလည်းမရှိဘူးဘာမှလည်းမလုပ်စားတတ်ဘူးသူတို့စားတတ်တာကအစိုးရပိုင်ပစ္စည်းတွေဝယ်မယ်ခိုးမယ်တာယာစတာတွေရောင်းမယ်လုပ်ပိုင်ခွင့်တွေနဲ့ကုမ္ပဏီထောင်မယ်နိုင်ငံခြားကနေပြီးတော့ပါမစ်တွေယူမယ်သူတို့ကပဲလုပ်ပိုင်တင်သွင်းမယ်သူတို့ကပဲဆေးသွင်းမယ် သူတို့ကပဲစီသွင်းမယ်သူတို့ကပဲစာအုပ်စီသွင်းမယ်သူတို့ကပဲဆန့်သွင်းမယ်သူတို့ကပဲကအဲ့ဒီကနေအမျက်ထုတ်တာပဲရှိတာအဲ့တော့ကဘာကြီးဖြစ်နေတဲ့အတိုင်းကိုယ်နိုင်ငံကကဘာကြီးနဲ့သဟသာသူတို့ဆက်တက်ရင်ရောအနောက်နိုင်ငံနဲ့ပြည်လဲမလားမပြည်လဲဘူးအနောက်နိုင်ငံနဲ့မပြည်လဲဘဲနဲ့စီးပွားရေးလို့မနေအမေရိကန်နိုင်ငံတရုတ်နိုင်ငံမိခိုးလို့မြန်မာနိုင်ငံဒီကဘာမှာလူမဖြစ်ဘူးအဲ့တော့အားလုံးလက်ခံနိုင်တဲ့စနစ်တစ်ခုကိုဖန်တီးရတော့မှာ ဲ့တော့ဘယ်သူကနိုင်အောင်တိုက်မှာလဲဘယ်လိုတိုက်မှာလဲပြီးတော့ဘယ်စနစ်ကို သွားမှာလဲဘလောက်ဇွဲရှိတယ်လဲဘယ်စနစ်ကိုသွားသွားပေါ့ဟိုတနေ့ကတော့ကိုကန်နေကတော့မလားရှိုးမှာကိုမရင်းချင်းတဲ့လူ6ယောက်ယောက်ကိုထင်းနေတေးတန်ပေးတယ်ဖြစ်ပုံများတာကတေးတန်ပေးရုံနေမကဘူးတနက်နေ့ပါတေးတန်စီရင်လိုက်တဲ့ပုံစံတွေတွေ့နေရတာကိုတွေ့ရတယ် တော့ကျွန်တော်တို့ဇွဲရှိလာဇွဲရှိဖို့လိုတာတရုတ်နိုင်ငံကမြန်မာနိုင်ငံအတွက်မကောင်းဘူးဒါပေမဲ့တရုတ်အင်ပါယာအရာမြန်မာနိုင်ငံဟာတရုတ်ရဲ့အစိပ်ပိုင်းဖြစ်နေပြီဒါမှကျွန်တော်တို့လုပ်လို့မရဘူးအဲ့ဒါကိုဘယ်လိုဖောက်ထွက်မလဲ ကဘာကြီးဖြစ်နေတဲ့အပြောင်းလဲများအရာကိုဘယ်လိုလို့သဟဇာတာဖြစ်အောင်ကျွန်တော်တို့သွားမလဲအမေရိကန်မှာတည်နေရှိတာပေါ့ဘာလို့မရှိရမလဲရုပ်ရှင်ကားတွေအများကြီးပဲရုပ်ရှင်တွေတော့ရှိတယ်လေစေးထိုးပြီးလောက်တာလေရှိတာပေါ့ဘာလို့မရှိရမလဲလုပ်ဖို့လုပ်နည်းကိုပြောတာကကဘာလုံးမှာတည်နေရှိတယ်ဒါကိုပြောတာမဟုတ်ဘူး လုပ်ပုံလုံးကြီးကိုပြောတာသူတို့ကဘာဥပဒေနဲ့တည်တံချပြီးဘယ်ပုံမှန်နဲ့ချပြီးဘယ်လိုတရားစီရင်ပြီးတော့ဘယ်လိုဒါကိုတည်တံစီရင်သလဲဆိုတာလူမြင်ကွင်းထဲမှာတတ်တတ်နဲ့ပြက်တတ်တာမျိုးကိုကျွန်တော်တို့ခစ်ကြီးကလက်မခံဘူးဒါကိုပြောတာပါဒါကိုပြောတာဒါကိုပြောတာအဲ့တော့အာနာရှင်ခစ်မှာ အာနာရှင်ခေတ်မှာအားလုံးရဲရဲဆက်ဆက်လောက်တာလူတိုင်းသိတယ်ကျွန်တော် UK နိုင်ငံမှာဆိုမှာရှာတော်ဖြတ်ပြတာဒါကျွန်တော် live တွေမှာအကုန်ပြောပြီးသားအဲ့တော့မဟုတ်ကဥက္ကတွေဝင်ရေးမနေနဲ့ရေးချင်ရင်ကိုကို post မှာကိုသားရေးဗာပြန်ဖြေရတာအာယုံနေနေနောက်လို့ကျေးဇူးအများကြီးတင်တယ်ကျွန်တော် live မှာပြောပြီးသား UK မှာရှာပါဖြတ်ပြတာအာနာရှင်မှာဆိုမှာပြတ်သလားဒီမိုကရေစီမဟုတ်ပါဘူးဆိုမှာဒါတွေလာမေးနေတယ်ဟုတ်တာပေါ့ဒါအဲ့တော့ ကျွန်တော်တို့ကိုလာမမီးနဲ့ပြောချင်တာကမြန်မာနိုင်ငံမှာစကစ်နဲ့စနစ်နဲ့ညီအောင်မအုပ်ချုပ်နိုင်ခဲ့ကြဘူးရုပ်စွာဆိုမြန်မာနိုင်ငံမှာလက်နက်ကင်မပေါ်လက်နက်ကင်တွေမပေါ်လာအောင်မအုပ်ချုပ်တတ်ဘူးဒါကိုပြောချင်တာလက်နက်ကင်တွေအားလုံးကိုတည်ငြိမ်အောင်လဲဒီစစ်တပ်ဆိုတာကြီးကိုသုံးပြီးမလုပ်တတ်ဘူးအမျိုးသားကြီးလိုလိုနိုင်ငံရေးသမားလိုလိုဘာလိုလိုနဲ့ သူတို့ကြီးပွားချမ်းသာနေတာကိုပဲလုပ်သွားတာပြီးတော့တိုင်းပြည်ကိုဖျက်ဆီးပလိုက်တာဒီနေ့လက်နက်ကင်ဒေါ်လာရေးပေါ်လာတာဆက်အနာရှင်ကြောက်ပဲဒီနေ့ចောင်းသားတွေဒေါ်လာရေးပေါ်နေတာဆက်အနာရှင်ကြောက်ပဲဒီနေ့တိုင်းရင်းသားတွေအားလုံးတွန်းနေတာဒီမိုကရေစီကြောက်ဒေါ်လာနေတာဆက်အနာရှင်ကြောက်ပဲစစ်တပ်ကြောက်ဖြစ်နေတာနေဝင်းဖြစ်နေတာမင်းအောင်လှိုင်ကြောက်ဖြစ်နေလားအကယ်၍သာနေဝင်းအာဏာမသိမ်းခဲ့ဘူးဒီမိုကရေစီနဲ့ရဥနုကနေပြီးတော့ဆက်သွားပြီးတော့ဖက်ဒရယ်တွေပေးလိုက်ရင်ဒီနေ့မြန်မာနိုင်ငံဒီအနေထားကိုရောက်စရာဘူးအကြောင်းမရှိဘူး ဲ့ဒါကိုဒီစစ်တပ်ကလူတွေသိပါလိမ့်စားသိမှာပါသိရတာနဲ့လုပ်နေတာပြောချင်တာကစစ်သားကစစ်မတိုက်စားဘူးစစ်သားကဒီအုတ်ချုပ်ရေးလို့ပြီးခိုးစားနေတာစစ်သားဆိုတာဗိုလ်ချုပ်ဆိုတာစစ်တိုင်ရမှာတက်မမှုဆိုတာစစ်တိုင်ရမှာတက်ရင်မှုဆိုတာစစ်တိုင်ရမှာအဲ့ဒီတက်ရင်မှုတွေတက်မမှုတွေကလက်တက်ကင်ထားတဲ့လူတွေကိုသွားတိုက်ရမှာအဲ့ဒါမတိုက်ဘဲနဲ့အဲ့တက်ရင်မှုတွေအားလုံးကို အရက်ထဲမှာမြို့နယ်ထဲမှာတက်ရင်နေထားပြီးတော့အဲ့ဒီမှာရှိတဲ့ပြည်သူတွေကိုဖိနှိပ်တဲ့နေရာတွေမှာမဝါဒတွေရဝါဒတွေကိုသူတို့အုပ်ချုပ်ရေးရန်နေရာတွေမှာပဲအသုံးပြုနေတာအဲ့တော့နိုင်ငံတကာမှာဥပဒေရှိတာနိုင်ငံတကာမှာသေတံပေးတာနိုင်ငံတကာမှာအာဏာရှင်စနစ်မှာရဲဆက်လုပ်နေတာလူတိုင်းသိတယ်ထပ်ပြောလိုက်အောင်မယ်အခုအမေရိကန်နိုင်ငံမှာတော့ဖြစ်နေတယ် သူတို့ ice ကဖမ်းတဲ့နေရာမှာမတရားပြစ်တာတွေအများကြီးဖြစ်နေတယ်။ဒါတွေအားလုံးလူတိုင်းသိတယ်။ကြိုးကျင်တာကကျွန်တော်တို့အခုလက်ရှိနိုင်ငံရေးသမားများကဇွဲရှိမှာလား။ဥနုခေရလိုပဲပေါ်ပင်လှုပ်ရှားမှာလား။ဟိုဒါသူများဟိုဒါပြောရင်လိုက်လှုပ်လိုက်ဒါပြောရင်လိုက်လှုပ်လိုက်ဇွဲမရှိဘူး။ စနစ်တခုကိုယုံကြည်ကြည်လုပ်ပြီးမပြောင်းလဲဘူးဒါကိုကျွန်တော်ကထောက်ပြခြင်းတာအဲ့တော့လုံမယ်ဆိုရင်ပြက်ပြက်သားသားလုံမလုံဘူးဆိုရင်ပြက်ပြက်သားသားနောက်ဆုံးဟိုလူလူဒီလူလူနဲ့တိုက်ပြင်းနေတာပဲအဖတ်တင်မယ်အဲ့ဒီအတွက်အဲ့ဒီရှုတော့ကနေနေဆက်မှာရောက်နေတဲ့အမှုပညာရှင်များအားလုံး အနုပညာရှုထောင်းတဲ့သူတို့ကိုယ်သူတို့ဖြည့်ပျော်နိုင်တယ်လို့ယုံကြည်ရသောပြည်သူချစ်သောအနုပညာရှင်များအားလုံးတကယ်တမ်းဖြုံးအားရှိတာကအနောက်နိုင်ငံများမှာအနောက်နိုင်ငံများမှာရှိုးပွဲလို့ရင်ရှိုးပွဲတပွဲကိုတိမ့်နေကြီးတောင်းနေကြီးရနိုင်တယ်ဆယ်ပွဲဆိုရင်အများကြီးဒေါ်လာရေးကိုအထောက်အကူပြုနိုင်တယ်အဲ့တော့ဒါကြောင့်အဲ့ဒီစင်စားပုံကနေနေဆက်မှာရှိနေကြသောအနုပညာရှင်များတတိယနိုင်ငံကိုလာဖို့အခွင့်အရေးရှိသည်အမြန်ဆုံးရွှေ့ကြတော့ ကျွန်တော်တို့ဒေါ်လာရင်းမှာပတ်စံလုပ်နေတယ်အဲ့တော့အသင်းတို့ရဲ့အကူအညီမှုကနေရာမှန်မှာမရှိဘူးဖြစ်နေတယ်နေဆက်မှာနေနေလို့အဲ့လိုရှိုးပွဲတွေအသင်းတို့လုပ်ဖို့မဖြစ်နိုင်ဘူးဒါကိုလင်းလင်းတို့မချစ်သူဝေတို့ကိုကြည်လိုက်သူတို့ရောက်လာမှာသူတို့လှုပ်လိုက်တာအခုသူတို့ရောက်တာဘယ်နှလားမှမရှိသေးဘူးဒေါ်လာသသိန်းခွဲကိုသူတို့ရှာနိုင်တယ်ဒါအမှန်တရားပဲနေဆက်မှာအဲ့လိုမျိုးပွဲပွဲလုပ်ဖို့သူတို့နှစ်နဲ့ချီပြီးပြင်ဆင်ရတယ်ဒါလည်းတရားမဝင်ဘူးခိုးလို့ရတာ ယူရီယာဆိုရာသိပြဿနာရှာအောင်မှာအဲ့တော့လူမန်နီယာမန်နဲ့ရက်တည်ဖို့လိုအပ်တယ်ကိုယ့်ရဲ့အမှုပညာကိုကိုယုံကြည်တယ်ကိုယ့်အမှုပညာကနေပြီးတော့ဒေါ်လာရေးကိုတကယ်ကူညီခြင်းနဲ့ဆိုရင်အနောက်နိုင်ငံများမှာလာပြီးတော့ဖြည့်ပြော်တာဟာပို့ပြီးတော့အတိတ်ပဲရှိတယ်